ကဲမိဘကြီးကိုပါတော့ဗျာဒီညမှာလဲဒါကျွန်တော်အအရေးကြီးပြောစရာရှိအပိုင်းနှစ်ပေါ့နော်အဲ့ဒါလေးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတိုင်းအတွက်ကိုဒါဒီညမှာပြန်ပြောပါမယ်နော်အဲ့တော့ထိုင်းမှာဘန်အောက်ဖွင့်ထားတဲ့လူတွေအတွက်ကိုပြောမှာပါနော်ထိုင်းမှာဘန်အောက်ဖွင့်ထားတဲ့သူအဲထိုင်းမှာဘန်အောက်ဖွင့်တာကမြန်မာနိုင်ငံမှာဒီຫນွေဥတော်လိုင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ထိုင်းမှာတော်တော်များများဘန်းအကောက်လာဖွင့်ကြပါတယ်เนาะဘန်းအကောက်လာဖွင့်ကြတယ်ထိုင်းမှာဘန်းအကောက်လာဖွင့်ကြတဲ့အခါကျတော့အဲဘလို့ပုံစံမျိုးတွေနဲ့လာဖွင့်ကြလဲဆိုတော့အစတော့ကတော့ဒီထိုင်းပေါ့เนาะဘန်းအကောက်ဘန်းကเนาะတေချာလေးနားထောင်မယ်เนาะဒီဟာကအင်မတန်အရေးကြီးတယ်သူချို့ကတော်တော်များများကဒီဘန်းနဲ့ဘန်းဒီတဲမှာထိုင်းဘတ်တွေတော်တော်များများ ထားထားတာတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီအကြောင်းတရားတွေကိုသေချာရှင်းပြခြင်းဖြစ်ပါတယ်เนาะအဲ့တော့ညွှန်ဥတော်လိုင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံမှာငွေရေးကြီးရကျွန်တော်ပြောခဲ့ပါတယ်เนาะကမ္ဘာဘဏ်ကလည်းအတိမတ်မပြုတဲ့အတွက်ကြောင့် blacklist တွေဖြစ်နေတဲ့အတွက်ကြောင့်မြန်မာငွေတန်ဖိုးတွေကလည်းအင်မတန်ကျတဲ့အတွက်ကြောင့်ထိုင်းဘက်မှာပတ်စံလာပြီးတော့မှဘဏ်အကောင့်တွေလာဖွင့်ကြပါတယ် ်များသောအားဖြင့်ဖွင့်တဲ့ဘဏ်အကောင့်ကတော့ဘဏ်ကောက်ပံဖြစ်တယ်နော်အဲ့တော့ဘဏ်ကောက်ပံဖြစ်တယ်အဲ့တော့အဲ့ဒီဘဏ်ကောက်ပံကိုလည်းထိုင်းမှာရှိနေတဲ့မြန်မာတန်ယုံမှတရကိုပဲအဲဖွင့်ပေးပြီးတော့မှလောက်ကြတာတွေရှိပါတယ်နော်အဲ့မှာအဲ့ဒီတော့အဲ့တုန်းကဘလို့ပုံစံနဲ့ပေါ့နော်ဒီဘဏ်အကောင့်တွေကိုလက်ခံတယ်လဲဆိုတဲ့အခါကျတော့အလဲဗီဇာနဲ့ပေါ့နော် စလီအလဲဗီဇာနဲ့နောက်ပြီးတော့အလဲပတ်စပို့နဲ့လာတဲ့အရာကလွယ်ကူစွာနဲ့ဘန်ကောက်ဘန်ဖွင့်လို့ရတယ်။ဒါပေမဲ့ကြံတဲ့ဘန်တွေကြတော့ထိုင်းမှာကဖွင့်ခွင့်မပေးဘူး။တော်တော်များများအချက်လက်တော်တော်များများကိုယူတယ်။အဲအဲ့တော့လွယ်ကူစွာနဲ့ဖွင့်လို့ရတာတော့ဘန်ကောက်ဘန်ဖြစ်နေတယ်။အဲ့တော့ဘန်ကောက်ဘန်ဖြစ်နေတဲ့အခါကျတော့ဘန်ကောက်ဘန်ဖွင့်ကြတာပေါ့ဗျာ။မြန်မာနိုင်ငံမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကအဲ့လိုမျိုးအာဘန်ကောက်ဘန်ကိုဖွင့်သွားကြတယ်ပြီးလို့ရှိရင်မြန်မာပြည်ကနေပြီးတော့မှ န်ကောက်ပန်ကိုတုံးကြတယ်နော်အဲတုံးကြတယ်အဲ့လိုမျိုးပုံစံနဲ့သူတို့သွားကြတယ်အဲအခုဒီနောက်ပိုင်းမှာဘန်ကောက်ပန်ကစီစစ်ပလိုက်ပြီဘာတွေစီစစ်လိုက်လဲဆိုတော့ပြောပြနော်အဲ့တော့အဲ့ဒီ14ရက်နဲ့လာတဲ့လာပြီးဖွင့်ထားတဲ့ဘန်အကောင့်တွေအားလုံးကသူတို့စီစစ်มาဖြစ်တယ်အဲ့ဒီယခုလက်ရှိလဲစီစစ်နေပြီအဲ့တော့ထိုင်းနိုင်ငံမှာလေ14ရက်လောက်လာ 14ရက်ပေါ့နော်14ရက်အလဲအပတ်အနေနဲ့လာရင်းနဲ့ဘန်ကောက်ဘတ်ဖွင့်ထားတဲ့လူတွေအားလုံးဘန်ကောက်ဘန်ကအကောက်နေယာယီပိတ်ပါလိမ့်မယ်ဒါအင်မတန်အရေးကြီးလို့ပိတ်မှာဖြစ်ပါတယ်နော်ဘာသူစီစစ်ပြီပေါ့နော်အဲ့ဒါစတင်ပြီးတော့မှစီစစ်နေပြီအဲ့တော့ ဟိုဘန်းကလည်းအကြောင်းကြားတာတွေတော့လောက်ပါလိမ့်မယ်နော်အာဒါပေမဲ့တော်တော်များများကလည်းကိုယ့်မြန်မာပြည်သူပြည်သားဆိုတော့နားမလဲတဲ့အပိုင်းတွေလည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်အခုလိုမျိုးဒါတေးချာရှင်းပြခြင်းဖြစ်ပါတယ်အဲ့တော့ထိုင်းနိုင်ငံမှာအလဲအလဲနဲ့ပေါ့နော်14ရက်လောက်နဲ့လာပြီးတော့မှထိုင်းနိုင်ငံဘန်ကောက်မှာတန်ယုံထောက်ခံစာတွေယူပြီးတော့မှဘန်ကောက်ဘတ်ဖွင့်လာတော်သူများအဲ့ဒီဘန်းအကောင့်တွေအကုန်လုံးစစ်စစ်ချင်းခံရမှာဖြစ်ပါတယ် ပိတ်ခံရမှာဖြစ်ပါတယ်နော်ပိတ်ခံရလိမ့်မယ်နော်အဲ့တော့သူတို့ပိတ်တဲ့အခါကျရင်အဲ့ဒါစီစစ်တာအဲ့ပိတ်တဲ့အခါကျရင် passport ရယ်ဖွင့်ခဲ့တဲ့ဘဏ်ကောက်ဘဏ်ရဲ့ဒီဖုန်းနံပါတ်ပေါ့နော်ထိုင်းစင်ကဲအဲ့ဒါနဲ့သွားပြီးတော့မှကိုဖွင့်ခဲ့တဲ့ထိုင်းမှာဖွင့်ခဲ့တဲ့ဘယ် branch မှာကိုကဒီဘဏ်အကောင့်ဖွင့်တာလဲအဲ့ဒါသွားပြီးတော့မှစုံစမ်းမှာဖြစ်ပါတယ် ုံစမ်းလို့ရှိရင်တို့ရှင်းပြနိုင်မယ်နံပါတ်1တစ်ချက်အလဲဗီဇာနဲ့ပတ်သက်တဲ့အရာတွေကတော့တို့ဒါတွေကတော့ဖွင့်ခွင့်မပေးဘူးเนาะဒါတွေကတော့ပိတ်တယ်ဆိုတော့အကြောင်းပြောပါလိမ့်မယ်โอเคเนาะအခုပိတ်နေပြီတဲ့ဝင်ငွေထွက်ငွေကျန်းတဲ့သူဝင်ငွေထွက်ငွေကျန်းတဲ့သူဆိုတဲ့အရာကိုအရင်ဆုံးနားမထောင်သေးတော့เนาะ ဝင်ငွေထွက်ငွေကျန်းတဲ့သူဆိုတဲ့အရာကိုအရင်ဆုံးနားမထောင်သေးတဲ့အောင်ဝင်ငွေထွက်ငွေကဘလောက်ပဲကျန်းကျန်းတတ်မှတ်ထားတဲ့ဘောင်ထဲမှာဝင်လို့ရှိရင်ဘာမှမဖြစ်ဘူးကျွန်တော်အဲ့ဝင်ငွေထွက်ငွေကျန်းတာကိုကြောက်နေဖို့တည်းကျွန်တော်ပြောနေတာမဟုတ်ဘူးကျွန်တော်အခုပြောနေတာကတို့ဘာလုံးနေတယ်လဲဆိုတာကိုပြောပြနေတာအဲ့ဒါကိုသေးသေးချာချာနားထောင်ဒါကြားလို့ရှိရင်မြန်မာပြည်သူပြည်သားအချင်းချင်းဖျဲချောက်တဲ့အဟာတွေတိတ်ပြောတယ်ကျွန်တော်အရင်ပြောတာကိုသေချာနားထောင် နော်ကျွန်တော်စင့်ရင်ပြောပြနေတဲ့အရာကိုသေချာလေးနားလားအဲ့တော့ကျွန်တော်ဝင်ငွေထွက်ငွေကျန်းတာကိုပြောနေတာမဟုတ်ဘူးထိုင်းနိုင်ငံကို14ရက်နဲ့လာပြီးတော့မှဘန်ကောက်ဘန်ဖွင့်တဲ့သူတွေအခုပိတ်နေတယ်ဝင်ငွေထွက်ငွေကျန်းတာကိုကျွန်တော်ပြောနေတာမဟုတ်ကျွန်တော်မီးမောင်းထိုးပြနေတာဘာလို့ထိုးပြတာလဲ14ရက်14ရက်နဲ့လာတယ်14ရက်နဲ့လာတယ်ဘန်ကောက်ဘန် ဖွင့်သွားတယ်တန်ယုံထောက်ကစားယူပြီးတော့မှဘန်ကောက်ပေါင်းဖွင့်သွားတယ်အဲ့ဘန်ကောက်ဘန်ကောက်တိမှန်တယ်များအကုန်ပိတ်လိုက်မယ်ကျွန်တော်ဝင်ငွေထွက်ငွေကျန်းတာတွေကိုပြောနေရလည်းမဟုတ်ဘူးရှင်းပြနေရလည်းမဟုတ်ဘူး၁၄ရက်နဲ့ဘန်ကောက်ကိုလာတယ်အလဲအပတ်လာတယ် shopping ထွက်ရင်းနဲ့အလဲခီးထွက်ရင်းနဲ့အဲအဲ့လိုမျိုးထွက်ရင်းနဲ့တန်ယုံထောက်ကစားယူပြီးတော့မှဘန်ကောက်ပေါင်းဖွင့်ချလိုက်တယ်အဲ့ဒီအကောင့်တွေမှန်တယ်များအကုန်လုံးပိတ်ခံရလိုက်မယ် ကျွန်တော်ဝင်ငွေထွက်ငွေကျန်းနေဆိုတဲ့အကြောင်းတစ်ခွန်းမှမပါသေးဘူးတေချာလေးနဲ့ထားခဏလေ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 းကြောက်ပြူအခြေအနေအရေးကြီးတာမှန်တယ်ဒါပေမဲ့ထိုင်းနိုင်ငံမှာဘန်ကောက်ပန့်ဖွင့်ထားတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအင်မတန်အများကြီးပဲအဲ့ဒါလည်းအရေးကြီးလို့ကျွန်တော်ရှင်းပြနေတာနိုင်မင်းဦးနော်နိုင်မင်းဦးအခုຫນွေဦးတော်လိုင်းစဖြစ်တဲ့ခါမှာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေတော်တော်များများက ထိုင်းနိုင်ငံကိုလာတဲ့14ရက်နဲ့ဘာကောက်ဘတ်ဖွင့်သွားတဲ့အရာတွေအခုအဲဒါအဲဒါဆိုတာသူတို့ပြဿနာလေးတွေပြန်ပြီးတော့စီစစ်နေတဲ့အပိုင်းအင်မတန်အရေးကြီးလို့ပဲနော်အဲ့ဒါကိုကျွန်တော်ကရှင်းပြအဲ့ဒါအင်မတန်အရေးကြီးတယ်အဲ့ဒါအင်မတန်အရေးကြီးလို့အဲ့တော့ထိုင်းနိုင်ငံကိုလာတယ်14ရက်နဲ့ အလဲပတ်ကီးစင်နေလာပြီးတော့မှတန်ယုံထောက်ကန်သားနေယူပြီးတော့မှဘန်ကောက်ပန့်ဖွင့်သွားတယ်။နော်အဲ့ဒီဘန်ကောက်ပန့်ဖွင့်သွားတဲ့သူများအဲ့ဒီဘန်အကောင်တွေအကုန်လုံးသူတို့ယာယီပိတ်လိုက်မယ်။ဘာဖြစ်လို့ပိတ်တာလဲ။အချက်လက်လိုချင်လို့သူတို့ပိတ်တာ။ဘာအချက်လက်လိုချင်တာလဲ။နော်ဘာအချက်လက်လိုချင်တာလဲဆိုလို့ရှိရင်သူတို့ရှင်းပြလိုက်မယ်။ဘန်ကိုသူတို့သွားတဲ့အခါကျလို့ရှိရင်နံပါတ်1တစ်ချက်။ကွာ passport နဲ့ဖွင့်ခဲ့ရင် passport နဲ့သွားပြီးရင်ဒီ bank account ကိုဘယ်လိုဖွင့်ခဲ့သလဲ Thai singat ပြောလိုက်ဒါပိတ်နေတယ်အဲ့ဒီအချိန်မှာသူတို့ရှင်းပြလိုက်မယ်အရင်ဆုံးရှင်းပြမှာ passport သူကြည့်မယ်ဘန်ကောက်ဘန်ကအရင်ဆုံးကြည့်မယ်စာမျက်နှာကဘာကိုကြည့်မှလဲဆိုလို့ရှိရင် အလဲဗီဇာနဲ့ဖွင့်ခဲ့တော့ sorry 14ရက်အလဲဗီဇာတော့ဖြစ်သွားပြီ14ရက်အလဲအပတ်ခီးနဲ့ဖွင့်ခဲ့တဲ့ဘဏ်အကောင့်မှတည်းများသူကပိတ်ထားတယ်ဆိုတော့ကြောင့်သူပြောမယ်အဲနံပါတ်၁ချက်သူအရင်ဆုံးပြောမှာဘဏ်ကောက်ပတ်မှာရှိနေတဲ့တာဝန်ရှိတဲ့လူဒီဘဏ်ကောက်ဖွင့်တဲ့ဖွင့်ပေးတဲ့သူတွေကအရင်ဆုံးရှင်းပြလိုက်မှာဘာအကြောင်းသူအရင်ရှင်းပြလိုက်မယ်လဲဆိုတော့ချက် passport ပြ passport ပြလိုက်လို့ရှင်အလဲဒီ14ရက်နဲ့လာပြီးတော့မှ တန်ယုံတိုင်းမှာတန်ယုံတန်ယုံတောက်ကန်သာယူပြီးဖြွင့်သွားတဲ့အရာကမရဘူးအဲ့ဒါဆိုရင်တော့ပိတ်တယ်ဒါပေမဲ့ပြန်ပွင့်စီချင်ရင်ပြန်ပွင့်စီချင်ဘာလို့ရမလဲဆိုလို့ရှင်ထိုင်းနိုင်ငံကိုဘာလာလောက်တာလဲအဲ့ဒါတသိအထောက်ထားသိသိကြကြပြနိုင်ရမယ်ထိုင်းနိုင်ငံကိုဘာလာလောက်တာလဲဈေးလာကူတာဆိုလို့ရှင်ဈေးကူတဲ့မှတ်တမ်းပြရအောင်နော်ကျမကြီးဈေးကူတယ်ထားပါတော့ဘမ်မိုဂရမ်မှာကျမကြီးဈေးကူတယ် နော်ဘန်ကောက်ဟော့စပီတယ်မှာကျမကြီးဆေးကုတယ်အဲ့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့မှဘန်ကောက်ဖွင့်ဖို့အတွက်ထိုင်းဘန်ကောက်ဖွင့်ဖို့အတွက်ဖြစ်လာတယ်နော်အဲ့ဒီအတွက်ကြောင့်ဘန်ကောက်ဖွင့်တယ်အဲ့ဒီအတွက်ကြောင့်လုပ်တယ်အိုကေစီစစ်မတန်းနော်စေယုံထောက်ခံစာတို့ဘာတို့ညာတို့ ਨੇ ပေါ့နော်အဲ့ဒါပြလို့ရှိရင်တော့အဲ့ဒီပိတ်နေတဲ့ဘန်ကောက်ကပြန်ဖွင့်ပေးလိမ့်မယ်အဲ့နံပါတ်တစ်ချက်နောက်တစ်ခုထိုင်းမှာ ရည်ရှိပေါ့နော်အလုံးလုံးတာတို့ဘာတို့နော်အဲ့လိုမျိုးလုံးတဲ့လူတွေအာကျွန်ဩဝဘမင့်တွေပါတွေရှိတယ်အဲ့ဝဘမင့်တွေပါတွေပြနိုင်တယ်ဆိုလို့ရှိရင်အဲ့ပိတ်ထားတဲ့ဘဏ်အကောင့်တို့ပြန်ဖွင့်ပေးလိုက်အာနံပါတ်နဲ့နံပါတ်3တေချာနာတော့မယ်နော်နံပါတ်3ကထိုင်းမှာကွန်ဒိုဝယ်ထားတယ်တတ်တိအထောက်ထားအချက်လက်အကုန်ပြရတယ် ပင်အဲ့ဒီမှာကွန်ဒိုဝယ်ထားတဲ့သူတွေကဘာလို့ရမှာလဲလက်မှတ်ထိုးပေးရတယ်ဒီကွန်ဒိုကျွန်မဝယ်ထားပါတယ်ကျွန်တော်ဝယ်ထားပါတယ်ဂျားလူမရအောင်နော်တချို့ကွန်ဒိုကိုဂျားလူနဲ့ဝယ်ထားတဲ့သူတွေရှိတယ်အဲ့ဒီလူတွေပြဿနာတက်လိုက်မယ်နော်တဆင့်ခံနေနဲ့ဝယ်ထားတဲ့ကွန်ဒိုတဆင့်ခံဝယ်ထားပြီးတော့မှအဲ့ဒီတဆင့်ခံရဲ့လက်မှတ်တွေထိုးထားတဲ့လူတွေအဲ့ဒါတော့မရဘူးအဲ့ဒီကွန်ဒိုကို ဥပဒူကဝယ်ထားပါတယ်အဲကျမဘသူကဝယ်ထားပါတယ်ဆိုတော့အဲ့ဒီတသက်အထောက်ထားတိတိကျကျပြရလိမ့်မယ်အပြလို့ရှိရင်အဲ့ဒီအဲ့တော့တို့ကမိတုဆွဲလိမ့်မယ်ဆွဲလို့ရှိရင်အဲ့ဒီအပေါ်မှာလက်မှတ်ထိုးပြရတယ်အဲ့ဒါမှသာလေဘန်းအကောင့်ကိုပြန်ဖွင့်ပေးမှဖြစ်တယ်အဲ့တော့ထိုင်းအောင်လာတယ်တသက်အချက်လက်တိတိကျကျမပြနိုင်ပဲနဲ့ဘန်းအကောင့်ဖွင့်ထားတော့အရာမှန်သမျှကိုတို့ပိတ်ထားမှဖြစ်တယ်နော် အဲ့ဒါအခုလက်ရှိထိုင်းနိုင်ငံမှာကြုံတွေ့နေရတဲ့ဘန်းနေနဲ့ပတ်သက်တဲ့ပြဿနာဒါပဲနော်ငွေအဝင်အထွက်ကျန်းတာတွေဘာတွေညာတွေဆိုတာတက်စားလို့ရှင်ထိုင်းဥပါလာလောက်တာလေစီကံလာပြတာလားကုနိုလာကုနိုလာဝယ်တာလားနောက်တစ်ခုထိုင်းမှာရေရှည်လာအလုလုတာလားဒီအချက်လက်တွေကိုကြည့်ပြီးသူတို့စစ်စစ်နေပြီဆိုတာကိုပြောပြတယ်အဲ့တော့သူတို့ကလည်းဒီလမ်းစဉ်တွေနဲ့စစ်စစ်နေတာကို ဒီရက်အတွက်ကြောင့်ကိုရီမြန်မာပြည်သူပြည်သားတွေကထိုင်းဗန်ကောင်းဖွင့်ပြီးမြန်မာနိုင်ငံပြန်သွားတာလေဗန်တွေကစာဖို့စာဖို့မကြည့်အားတာတွေရှိတယ်အဲ့မှာပြဿနာတွေတက်တာအဲ့တော့ဗန်ကပိတ်ချလိုက်တဲ့အခါကျတော့ဗန်တွေထဲမှာတချို့ကဗန်1000ကျန်တာရှိမယ်ဗန်3000ကျန်တာရှိမယ်တချို့ကဗန်3000ကျန်တာတွေရှိမယ်အဲ့ဒီမှာအဲ့ဒါတွေတက်ကုန်ဟုတ်ပြီလားအဲ့ဒါတက်လို့ရှိရင်ချက်ချင်းရှင်းပါ နော်ချက်ချင်းရှင်းပါအဲ့တော့ထိုင်းမှာဘဏ်အကောင့်ဖွင့်တော်သူများတီးရမှာတစ်ချက်ကဘဏ်အကောင့်မဲဖွင့်ဖွင့်အဲ့ဒါပဲတက်တက်နော်ကိုယ့်ရဲ့နာမည်အရင်နဲ့ဖွင့်တာတဲ့အဲ့နာမည်အရင်ပတ်စပို့စာအုပ်ရဲ့ဒါမှမဟုတ်ဘတ်ရဲ့နော်ပြီးလို့ရှိရင်စင်ကတ်ထိုင်းမှာ register တင်ထားတာထိုင်းမှာအခုဖုန်းစင်ကတ်မျက်နှာရိုက်တယ်စကင်သူဖတ်တယ် ေးအဲ့လိုမျိုးတွေ ਨੇ register လောက်ထားတဲ့စိတ်ကပ်အေးအဲ့ဒါမျိုးတွေဒီတာလင်းတရားဝင်တရားတရားဝင်ဖြစ်သွားပြီเนาะအဲ့တော့နီးမှန်လမ်းမှန်နဲ့ကိုယ့်ရဲ့ဘန်တွေကိုလုံခြုံမှုအတွက်တို့ကစစ်စစ်နေတာဖြစ်တယ်เนาะအဲ့ဒီအချက်လက်တွေကို မပြနိုင်ရင်ဘာလို့မှလဲကိုယ့်ဘန်အကောင့်ဖွင့်ပေးမှာမဟုတ်ဘူးเนาะပိတ်ထားမှာဖြစ်ပါတယ်အဲ့ဒါဒုတိယအပိုင်း အဲ့ဒီနေ့ကအားရလေးတွေကျွန်တော်ရှင်းပြတာဖြစ်တယ်။အားကြောင့်เนาะ online ပေါ်မှာဟိုလူဘန်အကောင့်ဒီလူဘန်အကောင့်နေပြီးဆိုလဲကျွန်တော်တို့ online မှာတင်လို့မရအောင်เนาะအဲ့ဒါတွေကသာသူတို့ကြည်နေပြီ like နေပြီเนาะအဲ့ဒါတွေသတိထားပါတော့ကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပြီးတော့တွေ့ကြရဆင်းနေဝယ်ပြီးတော့မဘန်အကောင့်မဖွင့်ကြပါနဲ့เนาะ ကိုကိုယ်တိုင် register တင်ပြီးတော့မှလောက်ထားတဲ့စင်ကတ်တွေနဲ့ဖုန်းနံပါတ်နဲ့ဒါလဲเนาะနောက် Gmail ဆိုလဲ Gmail ကကိုယ့်ရဲ့တရားဝင် Gmail ဖြစ်ရမယ် email လဲအဲ့လိုပဲဖြစ်ရမယ်အဲ့ဒါမျိုးတွေနဲ့ဒါလောက်ရမယ်เนาะအဲ့ဒါ second part နေပြီအဲ့တော့ငွေဘလောက်အဝင်အထွက်ကျမ်းပါစေကိုကသူတို့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းဥပဒေထဲမှာ ရှင်တန်မှုတို့နော်သူတို့ပြောင်းလဲလာတဲ့ဗန်စနစ်ရဲ့ဥပဒေဒီထဲမှာဘောင်းဝင်အောင်နေတတ်ဖို့တော့လိုအပ်တယ်အချက်လက်မပြနိုင်လို့ရှင်တော့အဲ့ဘန်အကောင့်ထဲမှာအခုတော့သူတို့ပိတ်ထားမှာဖြစ်တယ်နော်ဘန်ကောင်ပိတ်ထားမှာဖြစ်ပါတယ်အဲ့တော့ဘန်ကောင်ပိတ်ထားမှာဖြစ်တယ်ပြီးတော့ငွေကိုဘယ်လိုမျိုးထုတ်လို့ရတယ်လဲဆိုတော့တော့သူတို့နဲ့ဘန်နဲ့ပေါ့နော်တိုင်မင်ပြောမှာဆွေးနွေးလိုက်ပေါ့နော် အဲ့တော့သူတို့သူတို့ကတော့သူတို့တတ်မှတ်ထားတဲ့အချက်အလက်တွေကိုတော့ရအောင်တော့သူတို့တောင်းပါလိမ့်မယ်အဲ့ဒါလေးတွေတတိအထူးတတိထားဖို့အတွက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအများဆုံးပဲဘန်ကောက်ဘန်ဖွင့်တာအများဆုံးပဲဒီနွေဦးတော်လိုင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာနော်အများဆုံးပဲဘာဖြစ်လို့အများဆုံးထိုင်းနိုင်ငံမှာရှိနေတဲ့ဘန်ကောက်ဘန်ကိုလာဖွင့်ကြတာလဲဆိုတော့မြန်မာနိုင်ငံမှာရှိနေတဲ့ဘဟုဘန်က blacklist ဖြစ်နေလို့စောက်ရှက်မရှိပြောရရင် ကျွန်တော်အဲ့တိုင်းပဲပြောမယ်မြန်မာနိုင်ငံမှာရှိနေတဲ့ဗဟုပန်သုံးစားမရဘူးဒီအကြမ်းမတ်စစ်ကောင်စီရဲ့လက်ထက်မြန်မာနိုင်ငံရဲ့ဗဟုပန်ကြီးကဘာမှသုံးစားမရဘူးအဲ့ဒီမှာရှိနေတဲ့စီမံခန့်ခွဲနေတဲ့ကောင်တွေကလည်းကဘာပန်နဲ့ဘာအချိတ်ဆက်မှမရှိဘူးပြောရမယ်ဆိုဒီကောင်တွေတရားမဝင်တာအဲ့ဒီခရက်တရားအခုပြဿနာတက်တာပဲပြဿနာတက်တာပဲအဲ့တော့အဲ့ဒါလေးဒါတော်တော်ပုတ်ပိတ်လင်းလင်းပြောပြရအောင်နော်စိတ်ဆိုးလဲကျွန်တော်မတက်နိုင်ဘူးလူကြီးတယောက်လုံမယ်ဟေးနော်လူကြီးတက်လုံမယ်နိုင်ငံတော်မှာ ပန်အဒီဘန်ကိစ္စပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်နိုင်ငံကြီးမှာပဲဖြစ်ကြိုက်တဲ့ဘန်ဆိုင်ရာမှာပဲဖြစ်ဖြစ်လူကြီးတွေတက်လုံးမဲ့လူများနော်လူကြီးပီတာဖို့တော်တော်လိုအပ်တယ်ခင်ဗျားတို့ပေါက်ကရ80တက်အုပ်ချုပ်တယ်နော်ပေါက်ကရ80မြန်မာနိုင်ငံမှာရှိနေတာဘိုးဘန်ကိုခင်ဗျားတို့စိတ်ကြိုက်ရှောက်မှွေလောက်တော့ခင်ဗျားတို့ရဲ့အဆင်ဟာကြားပြန်အဆင်ဖြစ်မယ်ရှိတယ်နော်တရားမဝင်ဘူး ဒါအမှန်တိုင်းအခုအဲ့ဒီဒီရက်တွေအခုမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပြတ်ခံနေရသဘောပေါက်လားမသိနော်အဲ့ဒါအထူးသတိထားဖို့အတွက်လိုအပ်တယ်အဲ့တော့နိုင်ငံကြီးသားပြည်သားတဲ့လမ်းစဉ်ကိုကျွန်တော်တို့တွေကရှောက်ဖို့အတွက်ကိုဒါကျွန်တော်တို့ကဒီအကြမ်းဖက်စစ်ကောင်စီမရောက်နိုင်တော့လန်နေဆိုတာကသူ့ထက်ကောင်းတဲ့စနစ်တွေကိုတွေးလို့တော်လန်တာဗျာဒီခရိုနီတွေအာနာရှင်တွေကိုကျွန်တော်တို့တော်လန်နေဆိုတာကသူ့ထက်ကောင်းတဲ့စနစ်တွေသူ့ထက်ကောင်းတဲ့နီလန်းတွေကိုသိမြင်လို့တော်လန်လာမျိုး ဖြစ်ရပါမယ်။အဲ့ဒါကိုလည်းပြည်သူလူထုရဲရဲပြောပြတတ်ရမယ်။ပြည်သူလူထုရဲရဲချပြတတ်ရမှာဖြစ်ပါမယ်။နော်။အဲ့ဒါကြောင့်အခုဒီအကြမ်းစစ်ကောင်စီမင်းအောင်လိုင်းနဲ့ခရိုနီတွေအာနာရှင်တွေလှုပ်ချလိုက်တဲ့ပြဿနာကနောက်ဆက်တွဲဓာရီလိုက်လာပြီ။ဒီလိုတွေဖြစ်လာပြီ။နော်။အဲ့ဒါပဲ။อืมအဲ့လိုမျိုး အဲ့ဒါလေးတော့ရှိပါတယ်လို့ဒါကျွန်တော်ပြောပြချင်ပါတယ်အဲ့အထူးသတိရှိဖို့เนาะအဲ့ဒါလေးတွေကျွန်တော်ဒါကျွန်တော်ပြောပြတာအဲ့တော့အကေးအဲ့ဒါတက်လာတယ်ဆိုလို့ရှိရင်မကြောက်နဲ့ကိုဘန်ကောက်ဖွင့်ခဲ့တဲ့ passport နဲ့အဖုန်းစင်ကပ်ပေါ့เนาะအဲ့ဒါအဲ့နံပါတ်ကိုတေးချာတီးချက်ချာဘန်ကိုသွားပြီးတော့မှပြောပြပြီးဘယ်လိုမျိုးတရားကိုဖြည့်ရှင်းလို့ရမလဲဆိုတော့ဆွေးနွေးပါတိုင်ပင်မှာသူတို့ပြောပြပါလိမ့်မယ် စည်းလာပြတယ်ဆိုလို့ရှိရင်စည်းလာပြတဲ့အထောက်ထားတွေစည်းကူးတဲ့ထောက်ထားတွေနော်ငွေလဲပြည်စာတွေပိုင်လဲပြချလိုက်ပေါ့နော်ဒီဟာတွေဒီဟာတွေဒီလိုလိုတော့ရှိတယ်အဲအဲ့ဒါမှသာလဲသူတို့ပြန်ဖွင့်ပေးလိမ့်မယ်နော်ဈေးရုံရဲ့ထောက်ခံချက်တို့ဆရာဝန်ရဲ့ထောက်ခံချက်တို့ဒါတွေပိုင်သူတို့အဲ့လိုပြပေးလိုက်ပေါ့နော်များသောအားဖြင့်ဗမူဂရက်လာပြကြတာတွေရှိသလိုနော်ပရမတ်ဒီဘန်ကောက်ဟော့စပီတယ်ဈေးရုံမှာလာပြကြတာတွေရှိတယ်ဆမီတူဝေးဈေးရုံမှာလည်းလာပြကြတာတွေရှိသလို ရန်ကြီးဆေးရုံမှာလည်းလာပြကြတာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအများဆုံးပြတဲ့ဆေးရုံတွေပဲအဲ့ဒီမှာရှိနေတဲ့အချက်လက်လေးတွေကိုဆွဲထုတ်ပြပြီးတော့မှဒီဘန်ကိစ္စလေးကိုဖြေရှင်းပေါ့နော်အဲအဲ့ဒါလေးဖြေရှင်းအဲတချို့ကြတော့လဲကွန်ဒိုတွေပါတွေဝယ်တာတွေပါရှိတော့ပေါ့နော်အဲကိုဆယ်ပေါက်တို့လဲနားထောင်နေကြအောင်ဂျေစုတင်တယ်အဲ့ဒါတက်တာအဲ့ဒါတွေပဲနော်အဲ့ဒါတက်တာအဲ့ဒီအဲ့ဒီအချက်လက်တွေပဲတချို့ကြတော့လဲထိုင်းနိုင်ငံမှာကွန်ဒိုသူတို့ဝယ်တာတွေရှိရနော် ကွန်ဒိုဝယ်တာတွေရှိတယ်ဆိုတော့အဲကွန်ဒိုဝယ်ထားတဲ့ပိုင်ဆိုင်မှုအတွေကိုပြလိုက်ပေါ့နော်ပြီးရင်အဲ့ဒါကိုကတ်အဲ့လိုပြလိုက်လို့ရှိရင်သူတို့မိတုကူတယ်မိတုကူပြတော့မှကိုယ်လက်မှတ်ထိုးခိုင်းတယ်နော်အဲ့ဒီမိတုတွေလက်မှတ်ထိုးခိုင်းအဲ့ဒါမှသာလေသူတို့ကဘဏ်အကောင့်ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်အဲ့တော့သူတို့ဘဏ်အကောင့်ဘာကြောင့်ပိတ်လဲဆိုတာအဲ့ဒါပဲနော်ဘဏ်အကောင့်ဘာကြောင့်ပိတ်တာလဲဆိုတာအဲ့ဒါ เนาะအဲ့တော့ကိုယ့်ဘက်ကအချက်လက်တီးတီးကြကြပြသရเนาะအဲ့တော့ကိုဒီဘက်မှာမပါလို့တလဲလုတ်တဲ့အရာတွေအဲလုပ်ငန်းတွေဘာတွေလုတ်တဲ့ဆိုလို့ရှင်လည်းအဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်ပြပေးလိုက်အဲ့ဒါဆိုလို့ရှင်တော့တို့ပြန်ဖွင့်ပေးလိုက်เนาะထိုင်းမှာရေရှည်အလုပ်လုပ်နေတဲ့လူတွေဆိုရင်တော့ဝေါ်ပါမေးပြပေးရလိမ့်မယ်เนาะဟုတ်ပြီလားအဲ့ဒါပါပဲတဲ့ကျေးဇူးတင်ပါတယ် ဒီဟာလေးကတော့အပိုင်းနှစ်ဖြစ်ပါတယ်ဂျေစုတင်တယ်နော်ဒီလောက်ပါပဲ